င်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းများကို တင်ဆက်ပေးပါမယ်ပထမအဦးဆုံးတစ်ပုတ်အနေနဲ့ ရန်ကုန်မှာတော်လိုင်းဖွဲ့တွေကမေလာအတွင်းစစ်စင်ရေးရှိတဲ့ပြုလုပ်ခဲ့တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်ကမြို့နယ်ခုနှစ်ခုမှာပြီးခဲ့တဲ့2025မေလာအတွင်းတော်လိုင်းဖွဲ့တွေကစစ်စင်ရေးရှိတဲ့တီတွင်းရတယ်လို့ရန်ကုန် Scott Network RSN အဖွဲ့ကထုတ်ပြန်ထားပါတယ်။ဒီစီရေးဖော်ဆောင်မှုတွေကို Golden Valley Warriors ရန်ကုန် Army အနောက်ပိုင်းခရိုင်ပါကဖာမြောက်ဥကလာပါကဖာ Freelance Attacks for Anonymous Fighter Force Bloodline Operation Flame စတဲ့တော်လိုင်းအဖွဲ့တွေကလှုပ်ဆောင်ခဲ့တာပါ RSN အဖွဲ့သတင်းပြန်ကြားရေးတာဝန်ရှိသူကစီးရင်လှုပ်ရှားမှု၈ကြိမ်ပြင်မေလနဲ့တပိတ်လှုပ်ရှားမှု၂ကြိမ်ရှိခဲ့ပါတယ်မေလနဲ့ထူးခြားမှုအနေနဲ့ကလကုံပိုင်းမှာပိုချုံမှုဟောင်းချိုထွန်းအောင်ပြစ်ခတ်မှုအပြီး ြို့နယ်တော်တော်များများမှာဘက်ထရီဘိန်းတွေလိုက်ဖန်နေတာကန့်သက်တာတွေလုပ်တဲ့တွန်တီမြို့နယ်တော်ဝိုင်းကိုတပတ်လောက်နေမီရှင်းလေးလုပ်ပြီးလူ30ဝန်းကျင်ဖမ်းဆီးတဲ့နှစ်လလောက်လမ်းမပေါ်လူလိုက်ဆွဲတာတွေနဲ့တွားပြီးဒီလမှာခက်ဆိတ်ဆိတ်ပြန်လာတွေ့ရတယ်အခြေခံလစာတူဖို့ဆန္ဒပြတာတွေကိုအလျှော့ပြီးညှိနှိုင်းလာတာတွေ့ရတယ်စစ်မှုထမ်းစင်ခေါ်တာစင်ရင်ကောက်တာပတ်စံညစ်တာလူရှာဖမ်းတာစစ်စည်းဝင်တာစားရဖြစ်စဉ်တွေကတော့ပုံမှန်အတိုင်းလဲပတ်နေပါတယ်လို့ပြောပါတယ်ဒီစစ်စင်ရေးရှိချိန်မှာစစ်ကောင်စီဖွဲ့နဲ့သက်ဆိုင်ရာနေရာတွေကိုပြစ်ခတ်ဖောက်ပွဲတိုက်ခိုက်မှု9ကြိမ်လောက်ကြံမှုတစ်ကြိမ် ို့နဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီးလုံခြံမှုတွင်စစ်ကောင်စီရဲ့အငြိမ်းစားသံမှန်ပုံမှုချုပ်ချိုးထုံးအောင်တည်ဆောက်မှုကထင်ရှားပါတယ်။ စစ်စင်ရင်နေရာတွင်အဖြစ်တိုက်ကြီးမျိုးနယ်ကမြို့မရဲစကန်လဲကူးမျိုးနယ်ကချင်းမြန်တရင်ခမာယ231ခိတ်စကန်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတပ်ဆွဲထားပြီးမြောက်တကုံမျိုးနယ်အာကစားခမ်းမှာစမ်းချောင်းမျိုးနယ်ကမဟာမြိုင်ရဲရိတ်သားစမ်းချောင်းတောင်ရက်ကွက်အုပ်ချုပ်ရေးမှုယုံစတဲ့နေရာတွေပါဝင်ပါတယ်။ရန်ကုန်တော်လိုင်းတပ်ဖွဲ့ဖြစ်တဲ့လို့အငိမ့်စာဗိုလ်မှူးချုပ်ကိုလုံခြံခဲ့တဲ့ Golden Valley Warriors အဖွဲ့ဝင်တွေနဲ့တူမိသားစုဝင်တွေကိုပါဖမ်းဆီးမိထားတယ်လို့စော်လာလင်းရဲ့နေဆွဲနေစစ်ကောင်စီဝါနာပြန်မီဒီယာတွေကထုတ်ပြန်ထားပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ကြောက်ပြူတိုက်ပွဲအင်းကဖြစ်ဖြစ်ချင်းတိုးလို့ ယူဟာကိုအသုံးပြုနေကြောင်းစီရင်လည်လာသူများသုံးသက်တဲ့ကြောင်းတင်ဆက်ပေးပါမယ်ရခိုင်ပြည်နယ်တွင်ကြန့်ရှိနေတဲ့မြို့တုံးကိုနဲ့ကြောက်ပြူမြို့သိမ်းတိုက်ပွဲကိုအရခတ်တတော်ရင်ကဖြည်းဖြည်းချင်းတိုးပြီးတိုက်ယူတဲ့နီးပြူဟာကိုအသုံးပြုနေကြောင်းစီရင်လည်လာသူတွေကသုံးသက်ပြောဆိုပါတယ်ရခိုင်ပြည်နယ်တွင် AA ရဲ့မြို့သိမ်းတိုက်ပွဲများမှာရခိုင်ကအားရဖို့ကောင်းတော့လဲကြောက်ပြူမြို့သိမ်းတိုက်ပွဲမှာအားရဖို့မကောင်းတာကပြူဟာပြောင်းပြီးတိုက်ခိုက်နေခြင်းဖြစ်နိုင်ကြောင်းသုံးသက်ပါတယ်ကြောက်ပြူဒေသမှာတရုတ်စီမံကိန်းများရှိနေတဲ့အတွက်အင်အားအင်အားသုံးတိုက်ခိုက်ခြင်းများမပြုလုပ်ပေတလက်မှချင်းတိုးတဲ့နီးပြူဟာကိုအသုံး င်ပြုနေတယ်လို့အမည်မဖော်လိုတဲ့စီရီသုံးသက်သူတောက်ကပြောပါတယ်ကြောက်ဖြူတိုက်ပွဲကအင်းအင်းဟာအင်းအားအလုံးရင်းနဲ့ဝင်တိုင်းလို့ရပါမယ်မတိုက်သေးတာကိုတွင်ရပါတယ်ပြောရင်တလက်မချင်းတိုးတဲ့နီးပြူဟာကိုအသုံးပြုနေရဲ့အဲ့လိုတလက်မချင်းတိုးယူတိုက်ခိုက်ရာကနေနောက်ဆုံးမှာကြောက်ဖြူမျိုးနဲ့ကိုအချိန်မီဝင်သိမ်းလို့ရတယ်ဆိုတဲ့ပါဝါကိုပြကျင်တာပါကောင်းပါနိုင်ပါတယ်လို့ဆိုပါတယ်ကြောက်ဖြူမှာတရုတ်စီမံကိန်းများတရှိရာနေလဲဖြစ်ပြီး ကျောက်ဖြူမျိုးတိုင်တိုက်ပွဲမှာတရုတ်နဲ့အာရခတပ်တော် A တို့မညှိစင်ရန်ရှောင်ရှားပြီးတိုက်နေခြင်းဖြစ်ကြောင်း CDM ဗိုလ်ကြီးစင်ရောကတုံ့တက်ထားပါတယ်။အခု A ကကျောက်ဖြူမှာရှားတာက32ပေါ်ရဲတပ်ရင်အခုအမှတ်32ရဲတပ်ဖွဲ့ခွဲကိုဦးတည်ပြီးတိုက်ခိုက်နေတယ်။အဲ့ဒီရှားတာကကိုရလိုက်ပြီးဆိုရင်တော့ကျောက်ဖြူမှာ30ရာခိုင်နှုန်းလောက်ထိန်းချုပ်နိုင်တဲ့အနေအထားဖြစ်သွားမှာပေါ့။ကျောက်ဖြူတိုက်ပွဲမှာကရခိုင်မျိုးတိုင်တိုက်ပွဲတွေလို့ A ကအင်အားသုံးပြီးတော့ဒူးနဲ့ တိုက်စစ်ဆင်နေတာကိုမတွင်ရဘူးလက်နက်ကြီးဖိအားကိုမယူဘဲစစ်ကြောင်းငယ်လေးတွေကိုဥချိုးပြီးမှဖြည်းဖြည်းချင်းဝင်တိုက်တဲ့နီးပြူဟာတွေကိုတွင်ရတယ်။ခါတိုင်းတိုက်တဲ့အခါဆိုရင်ဒူးနဲ့တိုက်ချင်တာလုံးဝအားရဖို့ကောင်းနေပေါ့နော်။အခုဒီကြောက်ပြူတိုက်ပွဲမှာတော့အင်းကတရုံနဲ့မညီအောင်လို့ရှောင်ပြီးတိုက်နေတယ်လို့ကျွန်တော်ကတော့ယူဆပါတယ်လို့ဆိုပါတယ်။အာရခတ်တက်တော်အင်းကဖြည်းဖြည်းချင်းတိုးတဲ့နီးပြူဟာကိုအသုံးပြုတိုက်ခိုက်မှုနဲ့ကြောက်ပြူမျိုးနဲ့ကစစ်ကောင်စီရဲ့လက်ခမော်ကာကင်စကန်မင်းတက်တောင်စကန်နဲ့နန်းဖဲတောင်ကာကင်စကန်တို့ကိုမေလအတွင်းမှာတိုက်ပိုက်ထားပါတယ်။မေလ29ရက်ကဖြစ်ပွားခဲ့တဲ့နန်းဖဲတောင် က်ပွဲအတွင်းမှာစစ်ကောင်စီရင်တမ17ချင်းမြန်တိုင်ရင်ဌာနချုပ်မှပုံမှုချုပ်ကြောင့်မျိုးအောင်ပါဝင်နောက်ထပ်ရရှိတဲ့တပ်သားစုစုပေါင်း9ဦးကအင်အေးစနိုက်ပါပစ်ခတ်မှုကြောင့်တေဆုံးသွားပြီလို့သိရပါတယ်။ မေလ30ရက်နေ့ကဖြစ်ပွားခဲ့တဲ့မင်းတပ်တောင်ကျင်းရွာနီးတိုက်ပွဲမှာလည်းစစ်ကောင်စီရဲ့တိုင်းစင်ဦးစီးမှုပထမတန်းဒုတိယဗိုလ်မှူးကြီးပါဝင်စစ်တုံမန်59ကိုအေးကအရှင်ဖန်စီရရှိခဲ့ပါတယ်။ကြောက်ဖြူတိုက်ပွဲတွင်အင်းရဲထိုးစစ်များကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များစစ်ကြောင်းများမှကစင်ကလေးအထွက်ပြေးနေကြောင်းလည်းသိရပြီးအော်ရကတပ်တော်ရင်ကလိုက်နေရှင်နဲ့တိုက်ခိုက်နေတယ်လို့သိရပါတယ်။နောက်ထပ်တပုတ်အနည်းအေးအေးသိမ့်ပိုက်ထားတဲ့ကြောက်ဖြူကနေရာချုပ်ကိုစစ်ကောင်စီကလက်နက်ကြီးပစ်ကူနဲ့စစ်ကြောင်းပြန်ထိုးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်ကြောက်ဖြူမြို့နယ်တွင်ကအော်ရကတပ်တော်အေးအေးသိမ့်ပိုက်ထားတဲ့နေရာချုပ် ကိုစစ်ကောင်စီကလက်နက်ကြီးပစ်ကူမှုပြုလုပ်ပြီးစစ်ကြောင်းနေကြောင်းနဲ့ပြန်လဲထိုးစစ်ဆင်တိုက်ခိုက်နေရလို့သိရပါတယ်။မြေပြင်ဒေသခံစင်ရီတရင်ရင်မြတအုပ်ကရန်ကုန်ကလေကြောင်းနဲ့ပိုးရစစ်သားတွေရဲ့နေဗီနဲ့တင်ယူလာတဲ့စစ်သားတွေရဲ့ကြောက်ပြူတက်ကစစ်သားတွေရဲ့အကုန်လုံးကိုပထမမှာ ခမာယာ942တိုင်ရင်မှာဆိုရင်အဲဒီကနေတဆင်ခမာယာ943ကိုပို့တယ်ပြီးတော့စစ်ကြောင်း3ကြောင်းခွဲပြီးအေးတင်းထားတဲ့နေရာတွေကိုတက်သွားတယ်အဓိကရဲတပ်ရင်30နှစ်ဘက်ကိုဦးတည်လာတညဝီရီတပ်ဘက်ကလည်းတကြောင်တက်တဲ့သူတို့စစ်ကြောင်းတက်တဲ့လမ်းတွေကအရခတ်တတော်ထိန်ချုပ်တဲ့နေမြေတွေတည်ရောက်လာတော့အပြန်အလှန်ပြစ်ခတ်မှုတွေရှိနေတယ်လို့ဆိုပါတယ်စစ်ကောင်စီကကြောက်ဖြူတိုက်ပွဲမှာအရှုံးပေါ်နေတဲ့အတွက်စစ်ကူအင်အားတွေကိုရန်ကုန်ကနေကြောက်ဖြူကိုဒီကြောင်နဲ့အကြီးအကျယ်ပို့ဆောင်ဖြည့်တင်းနေတယ်လို့စစ်ရင်ရင်နေနဲ့လည်းပို့ဆောင်နေတယ်လို့သိရပါတယ်ကြောက်ဖြူကတရ ရုပ်စီမံကိန်းကြီးတွေရှိနေတဲ့ပြင်စကောင်စီအတွက်တရုတ်စီကနိုင်ငံခြားငွေတွေအကြီးအကျယ်ရှာပေးနေရမျိုးဖြစ်တာကြောင့်ကြောင်းဖြူမျိုးမကြစေဖို့ကြီးရည်လီအင်အားကိုအကြီးအကျယ်အသုံးပြုပြီးခုခံကာကွယ်နေရလို့သိရပါတယ်။ ဇလဘီထိုင်းကမ်ဘောဒီးယားနယ်စပ်အငင်းပွားမှုပုံမပြင်းထန်လာပါကအထူးစစ်စင်ရေးလုံဆောင်ဖို့ထိုင်းစစ်တပ်ပြင်ဆင်ထားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။နိုင်ငံရဲ့အချုပ်အခြာအာဏာကိုထိပါလာပါကအထူးစစ်စင်ရေးလုံဆောင်ဖို့အစဉ်အသင့်ရှိနေတယ်လို့ထိုင်းစစ်တပ်ကထုတ်ပေါ်ပြောဆိုလာပါတယ်။ဒါကနှစ်နိုင်ငံနယ်စပ်နဲ့မြေအငင်းပွားမှုနဲ့ပတ်သက်ပြီးတင်းမာမှုမြင့်တက်နေချိန်ထိုင်းစစ်တပ်ကပြင်းထန်တဲ့အသုံးအနှုန်းကိုစတင်သုံးစွဲလာလည်းဖြစ်ပါတယ်။နှစ်နိုင်ငံနယ်စပ်အငင်းပွားမှုအခြေအနေနဲ့ပတ်သက်ပြီးထိုင်းစွန်ရကတန်တမန်ကြီးဆိုင်ရာကြိုးပမ်းမှုတွေလုံဆောင်နေချိန်နယ်စပ်တခြားကမ်ဘောဒီးယားစစ်တပ်ကစီရင်ပြင် င်မှုတွေလှုပ်ဆောင်တာကိုစစ်ဘက်ထောင်လိုင်းအချက်လက်တွင်ရာတင်ရာကြောင့်ထိုင်းစစ်တပ်ကစွန်လ9ရက်မှာထုတ်ပြန်ခဲ့ပါတယ်ဒါကစိုးရင်စရာအခြေအနေတစ်ခုဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်နေမြေအချုပ်ချာကိုထိပါလာမယ်ဆိုရင်လက်တုံပြန်ဖို့လိုအပ်ပါကစစ်တပ်အနေနဲ့အထူးစစ်ဆင်ရေးလှုပ်ဆောင်ဖို့အဆင့်တင်ရှိနေပါတယ်စွန်လ6ရက်နေ့မနက်ပိုင်းနဲ့စက်အင်ရခိစားစည်းဝေးမှာထိုင်းစစ်တပ်ထိတ်တန့်ကောင်းဆောင်တွေကထည့်သွင်းပြောကြားခဲ့တာပါထိုင်းကမ္ဘောဒီးယားအငင်းပွားမှုဖြစ်နေတဲ့နေဆက်အခြေအနေကိုခရုတဆိုင်ကင်တဲ့သွားဖို့လိုအပ်ပြီးနေနာဆုံးရှုံးမှုတွေမဖြစ်ပေါ်လာအောင်မြေပြင်အခြေအနေကိုသိချာနားလည် ထားဖို့လိုအပ်တယ်လို့လည်းထိုင်းဝန်ကြီးချုပ်ပီးတုံတန်ရှင်နာဝက်ကပြောပါတယ်ဒါပေမဲ့နေမင်းအချုပ်ချာကိုတိပါလာမယ်ဆိုရင်အပြည့်ဝကာကွယ်သွားဖို့အသင့်ရှိနေရလို့ဆိုပါတယ်ကမ်ဘောဒီးယားနယ်စပ်ကြီးနဲ့ပတ်သက်ပြီးထိုင်းမျိုးသားလုံခြုံရေးကောင်စီနဲ့ထိုင်းဝန်ကြီးချုပ်တို့နှစ်နာရီကြာတွေ့ဆုံဆွေးနွေးခဲ့ပါသည်နဲ့အစိုးရရဲ့ငင်းချက်စွာဖြည့်ရှင်ရေးချင်းကတ်မှုကိုထိုင်းစစ်တပ်အနေနဲ့ထောက်ခံတယ်လို့စစ်ကောင်ဆောင်ကြီးရဲ့တုံကပြောပါတယ်ထိုင်းစစ်တပ်ရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးကမ်ဘောဒီးယားအစိုးရကတော့တစုံတရာတုံ့ပြန်ပြောဆိုတာမျိုးမရှိသေးပါဘူးပြီးခဲ့တဲ့မေလ28ရက်ကဖြစ်ပေါ်ခဲ့တဲ့နှစ်နိုင်ငံနယ်စပ်အနီးထိုင်းစစ် ာတအုပ်ကိုကမ္ဘောဒီးယားဘက်ကပြစ်ခတ်ခဲ့တာကြောင့်တည်ဆုံပြီးနောက်ပိုင်းနှစ်နိုင်ငံအစိုးရတာဝန်ရှိသူတွေကနေဆက်အငင်းပွားမှုအခြေအနေနဲ့ပတ်သက်ပြီးတတိထားချင်းကပ်ပြောဆိုမှုတွေလည်းရှိနေတာဖြစ်ပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့ဗမာအထူးသင်ရန်စာတားအဖွဲ့တာဝန်ရှိသူတွေကိုထိမ့်သိမ်းထားတယ်လို့ NUG အတည်ပြုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။သခိုင်းတိုင်းဗမာမျိုးနွယ်မှာရှိတဲ့ပြည်ထောင်စုအထူးသင်ရန်စာတားအဖွဲ့တာဝန်ရှိသူတွေကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကကွယ်ဝင်ကြီးဌာန MOD ကဝင်ရောက်ဖမ်းဆီးထိမ့်သိမ်းထားတယ်လို့ NUG ဝင်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကဆိုပါတယ်။အထူးသင်ရန်စာတားအဖွဲ့နဲ့ပတ်သက်ပြီးပြည်ထောင်ရေးနဲ့လူဝင်မှုကြီးကြပ်ရေးဌာနစီတိုင်ကြားမှုအစီရင်ခံစာရင်းရရှိခဲ့တာကြောင့်စွန်လ3ရက်မှာ NUG MOD စစ်ဘက်ဆိုင်ရာတာဝန်ရှိသူတွေကိုဝင်ရောက်စီးနင်းဖမ်းဆီးထိမ့်သိမ်းထားခဲ့တာဖြစ်ပါ ါတယ်ပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဆင်ရောက်တဲ့တိုင်ကြားမှုနဲ့အစည်းအခမ်းစာရင်းရစစ်ဆေးဖို့လိုအပ်တဲ့အတွက်ထိမ့်သိမ့်တာဖြစ်ပါတယ်အဲ့ဒီမှာအခြေအနေရရဲတပ်ဖွဲ့အနေနဲ့ထိမ့်သိမ့်ဖို့ခက်ခဲရှိနေတဲ့အတွက်ကြောင့်မလို့ကာကွယ်ဝင်ကြီးဌာနနဲ့ညှိနှိုင်းဆောင်ရွက်ပြီးတော့မှကာကွယ်ဝင်ကြီးဌာနရဲ့အကူအညီနဲ့ထိမ့်သိမ့်တာဖြစ်တယ်လို့ဥနေဖုံးလက်ကပြောပါတယ်ဗမာမျိုးအထူးတရံစာတာဖွဲ့ကို NUG MOD ကဝင်ရောက်ဖမ်းဆီးခဲ့ပြီးချိန်အဓိကတာဝန်ရှိသူတွေကိုထိမ့်သိမ့်ထားပြီးအကူအမှုကိစ္စနဲ့မသက်ဆိုင်သူတွေကိုပြန်လည်လွတ်ပေးတယ်လို့လည်းသိရပါတယ်ဝင်ရောက်စီးနှင်းမှုတွင်တာဝန်ရှိသူတွေနဲ့အတူလက်နက်ခဲယမ်းချိုးနဲ့ပြ စ္စည်းပစ္စည်းအကျိုးကိုလည်းတင်ဆက်ရရှိထင်းတင်ထားတယ်လို့ဥညဖုံးလက်ကဖြည့်ဆွတ်ပြောပါရယ်အခုဝင်ရောက်စီးနင်းခံရတဲ့ဖွဲက NUG တင်ရန်စာတာနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကဖွဲ့စည်းပေးထားတဲ့အထူးတင်ရန်စာတာဖွဲ့တစ်ခုဖြစ်တယ်လို့သိရပြီးအခုဖြစ်စဉ်အခြေအနေနဲ့ပတ်သက်ပြီး MONREC ကို အီးမေးလ်ကနေတဆင့်ဘာမာဖီဂျီကဆက်သွယ်မိမြန်ထားဆဲဖြစ်ပါတယ်ဗမောင်မျိုးမှရှိတဲ့အထူးတရံစာတောက်ပွဲကိုဝင်ရောက်စီးနှင်မှုအတွင်းငွေကျပ်သိန်းသောင်းကျော်ရွှေချောင်းများပြားနဲ့တံပိုးကြီးလက်နက်ခရံတွေကိုတင်ဆက်ရရှိခဲ့တယ်လို့ဒေသတွင်သတင်းဌာနတွေကဖော်ပြထားပြီးမြေသတင်းဌာနအနေနဲ့တိကျအတိမပြုနိုင်သေးပါဘူးဒါအပြင်ငွေကြီးအလွယ်သုံးစားမှုတရားမဝင်ရွှေလောက်ကရောင်းဝယ်မှုတစ်ခိုးထုတ်မှုစီမံကိုတင်သွင်းမှုလက်နက်စုဆောင်မှုစတဲ့အလွယ်သုံးစားမှုအခြေအနေတွေကြောင့် NUG MOD ကဝင်ရောက်စီးနှင်ထိန်းသိမ်းခဲ့တာဖြစ်တယ်လို့ဒေသ တွင်သတင်းတွေမှာဖော်ပြထားကြောင်းသတင်းမှာဖော်ပြပါရှိပါရရှင်